မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒူဒီဂူမြပြီတို့ channel မှာမိတ်ဆွေများအားလုံးကိုကျွန်တော်အနေနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာအဲ့တော့ပြီးတော့တောက်ကြနေမှာကျွန်တော်ပြောခဲ့သလိုပါပဲဘူလာမဲ့တစ်ပတ်အခွင့်အရေးအနေနဲ့စာပြီးတော့ကျွန်တော် website အသေးလေးနဲ့မိတ်ဆွေတို့အားလုံးကိုမနေ့ကမှရနေမိခင်မှာတော့ပောက်ကွက်ကလေးပြီးအောင်ကြိုးစားပေးတော့ပါမယ်လို့ပြောခဲ့ပါတယ်ခင်ဗျာအဲ့တော့အခုလာမဲ့တစ်ပတ်အတွက်အခွင့်အရေးအနေနဲ့အတွက်ကျွန်တော်ရဲ့ website အသေးလေးမေအောင်ကလေးကိုမေစီတို့အားလုံးပဲပေါ့နော်ဘယ်လိုမျိုးရရှိထားလဲဘယ်လိုမျိုးကစားရည်ဖြစ်တယ်ဆိုတာမျိုးကိုကျွန်တော်နဲ့အတူတူကျွန်တော်ရဲ့ ဒီဗီဒီယိုထဲမှာမနက်ခင်းတော့ရောညနေခင်းတော့ရောပြပြပေးတော့မှာကြပြပေးနေမှာဖြစ်တဲ့အတွက်ကြောင့်ဝင်ရှင်များအားလုံးလည်းပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုအတူတူလိုက်တော့ကြည့်နေတယ်ခုအဖွင့်တင်းနေတာလေးတွေတော့မှာဒီကနေ့လေးတွေကထိုးတင်တယ်ဒီကနေ့လေးတွေကဆက်စားနေကြလားဆိုတာလေးကိုကိုယ်တိုင်စိတ်ကြိုက်ဆုံးဖြတ်လို့ရအောင်ကျွန်တော်တို့တို့တော်ဆိုင်ဒီကိုကြွကြည့်လိုက်ရအောင်ပါခင်ဗျာအဲ့တော့ရရှိထားတဲ့အရင်ဆုံးကျွန်တော်စာနာရီ10မိနစ်တော့ကိုအရင်စပြီးတော့ကြပြပေးပါမယ်။စာနာရီ10မိနစ်ကရရှိထားတဲ့ ပုံစံလေးကတော့ခွန်၁၁ဒီ၃လုံးပေါင်းစင်ပါခင်ဗျာဒီ၃လုံးပေါင်းတော့ဘာရလဲဆိုလို့ရှိရင်900ပါလေ9ပါပါဒီ4 9နှစ်ခတ်ဒီ6နဲ့946ဆိုတဲ့ဒါဒီဖိတ်စီယူပါတယ်ခင်ဗျာအဲ့တော့အားပြန်မလို့လည်းအတဲဆိုင်ကလေးကိုမေးရလို့အလုံးကိုပုံစံအစမ်းပုံစံမျိုးလေးနဲ့အစ်စ်ပုံစံလေးနဲ့အပြောပြပေးတော့ပါမယ်နော်ဒါမျိုးနဲ့လည်းဟိုအရင်ဟိုအရင်တော့အရင်ပဲဒီတော့ဆိုင်လေးကိုပြပေးပေးခဲ့လို့ပါတယ်အဲ့တော့ပြီးရင်သူနဲ့ကာကာကာရမယ်နောက်ပိုင်းတိုင်းလေးပေါ့နော် နောက်ပိုင်းလိုက်အနေနဲ့ကတော့ဘယ်လိုမျိုးလေးစဉ်းစားရမလဲဆိုတော့ဒီမှာရှိနေတဲ့တင်ငားရဲ့ရှေ့ရဲ့ဒီသုံးလုံးပေါင်းပါပါခင်ဗျာဒီသုံးလုံးပေါင်းလိုက်တော့၄ရပါတယ်၄ပါပါဒီကို၄နှစ်ခါပြီးနှစ်နဲ့၄ကိုနှစ်ဆိုတဲ့အပိတ်ပါခင်ဗျာအဲ့တော့၄၄၆ဒိတ်စီ၄ကိုနှစ်အပိတ်နဲ့ဆိုပြီးတော့ဒီမှာဆိုရင် ကိုချောင်းကိုလေးကိုကိုရဲ့ကိုနှစ်ရဲ့ပြုစုလေးလေးလေးကိုလေးနှစ်ရဲ့နောက်ပြီးကြရင်တော့6လေး6 9 6နှစ်ဆိုပြီးတော့ဒီမင်းထက်ကိုကွယ်ထွက်လာပေါ့နော်အဲ့တော့ဒီကိုကွယ်ထက်ကနေမှဒီဇီနီထွက်လာမယ်စံနိုင်တမျိုးရဲ့တကွက်ပြီး6နှစ်လို့ပြီးခဲ့တာရှိတဲ့အတွက်ကြောင့်ဒီကိုကွယ်ထက်ကနေမှဒီကျေကိုကွယ်ထက်ကနေမှတကွက်အောင်ရတယ်ပေါ့နော်ဒါဒီပထမတစ်ပင်မှာ နောက်တစ်ပိုင်းမှာကျွန်တော်ခလုံးတွေဆန့်ပြီးတော့ဖြည့်ဖြည့်ပြီးတော့ရေးပပြတော့ပေါ့နော်။ခွန်ရှစ်တော့ပေါင်းတဲ့အခါမှာဆိုရင်ရှစ်ပုံးတစ်ဆိုတဲ့ဖိတ်စီပါ။ပြီးရင်နောက်ပိတ်ကတော့ဘယ်လိုရမလဲဆိုလို့ရှိရင်3 2 3တောင်းတဲ့အခါမှာဆိုရင်ရှစ်ပုံးတစ်ဆိုတဲ့အပိတ်ပါခင်ဗျာ။အဲ့တော့ထိတ်စီတိုင်းနေနေရတော့7 3ထိတ်စီရနေမှာဘာထိတ်စီလို့လဲဆိုရင်တစ်ထိတ်စီဆိုရအောင်ပါလေ အဲပြီးလို့ရှိရင်၈တုံးတဲ့အပိတ်ကနေမှဘာပိတ်စင်းလဲဆိုရင်၈တလုံးအပိတ်နေရတာစင်းလာခဲ့တဲ့အတွက်ကြောင့်မို့လို့တိတိစီရှင်းတော့ပိတ်နေတိရှိဆိုတဲ့တကွက်ရေဆိုပြီးတော့မှန်ခဲ့တယ်ပေါ့နော်။ဒီနောက်ထပ်တစ်ပုဒ်ကျွန်တော်ကစားရမယ့်ဒီပိတ်နော်လေးတို့အပိတ်ပေါ့နော်။396ပေါင်းတဲ့အခါမှာငားရပါတယ်။ငားပါပါဒီ3ညရဲ့ငားနောက်ထပ်ဒီ3ဝင်နေငား3ညတုံးဆိုတဲ့ထိပ်စီပါ ကတော့ငားထိတ်စီ၊၃ညာထိတ်စီ၊၃ထိတ်စီဆိုတာကတော့ကျွန်တော်တို့ရဲ့ဒီတင်းဟန်လေးရဲ့စာနိုင်တမင်းရဲ့ထိတ်စီနေရာမှာနော်ဒီတုံးလုံးနဲ့တလုံးကတော့ဒေချပေါက်အနေနဲ့ပေါ့နော်တွက်ဆိုင်ရဲ့အရာတော့ပေါ့လားဒေချပေါက်အနေနဲ့ဈေးလာရမယ်ဆိုတော့ထိတ်စီလေးပါပြီးရင်ဒီနဲ့ကြစားရမယ့်နောက်ပိတ်အနေနဲ့ကတော့665ပေါင်းနေဆိုရင်ခုံခုံပါပါဒီနဲ့ခုံနှစ်ခါဒီ၃ညာနဲ့ခုံနှစ်၃ညာဆိုရင်အပိတ်တလုံးရပါမယ် အဲဒီ commit တော့ update ပြီးနေတယ်ကျွန်တော်တို့ရဲ့ training နာမည်ရဲ့ဆန္ဒရတမီးရဲ့ update တနေရာမှာဒီတော့လုံးနဲ့တလုံးကတော့ website အရာဆိုတော့ဒီချောင်းကိုဆင်းနိုင်ရမယ်ဆိုတော့ဒီလို website တွေလည်းဖြစ်ပါတယ်အဲတော့ဒီ website တွေနဲ့ကျွန်တော်ကနေလေးစီလိုက်မယ်ဆိုရင်တော့နာခွန်လင်းနာဟေးဒီဘက်ကနေမှာနော်မျိုးစိလိုနေနဲ့အားကစားပြန်မလို့ပါဘူးခဏများနဲ့ကြားတယ်အားကစားရမယ်ဆိုရင်တော့ပတိတလုံးနဲ့ကစားလိုက်တာပို့ပြီးတော့အေးလို့ရဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့ဒဲတွက်ဆိုင်ကြီးရှားပေးထားတာပါဒဲတွက်ဆိုင်ကြီးမှာမျိုးစိကိုအားလုံးကို ပောက်ကွက်ရရှိစေခြင်းလို့ပေါ့ဗျာအဲ့တော့၃ခု၃နှစ်ရဲ့30ရဲ့ဆိုပြီးတော့ဒီ main ကိုကွက်ထဲဆိုင်ပြီးပါခင်ဗျာအဲ့တော့ဒီ test site လေးကိုလည်းပဲအားလုံးအကြိုက်ကြည့်တဲ့ကြိုင်းတဲ့ဆိုရင်ကျွန်တော်ရဲ့တင်းအောင်အခွင့်အရေးတွေမှာမျိုးစုအားလုံးရဲ့ယူသုံးကစားအသုံးပြုကြည့်လို့ရပါတယ်နော်မျိုးစုများအားလုံးကြော်တယ်ပဲကျွန်တော်တိတိကျကျလေးဖြစ်အောင်ဒီတော့ပောက်ကွက်ကလေးမိအောင်လို့လည်းအကောင်းဆုံးလေးစူးစမ်းပေးထားတဲ့ဖြစ်တဲ့ကြောင့်မျိုးစီတို့အားလုံးကစားအသုံးပြုကြမယ်ကျွန်တော်မျိုးစီများအားလုံးလည်းအကောင်းဆုံးရလဒ်ပြီ ရရှိပိုင်ခြင်းချပြီးတော့အားလုံးသောမိတ်ဆွေများတို့ဒီပေါက်ကြပါစေလို့ဆုမောင်းလေးတောင်းပေးပါတယ်။ဒါတော့ကျွန်တော်ရဲ့ဒီနေ့ဒီနေရာနေမှာပေါ့နော်ကျွန်တော်ရဲ့ main အကြိုက်တင်ကွာကတော့ဒီ၉ကွက်တည်းရနေမှာတစ်ကွက်အနည်းငယ်ပေါ့နော်စဉ်းစားရွေးချယ်ပေးရမယ်ဆိုတဲ့အခါကျတော့ဒီတစ်ကွက်ကိုပို့ပြီးတော့အားသာချက်နှိမ့်တယ်ဆိုလို့ရှိရင် 30ဆိုတဲ့တက္ကသိုလ်ပေါ့နော်ဒီ30ဆိုတဲ့တက္ကသိုလ်ကတော့ပို့ပြီးတော့အားသာပါတယ်အဲ့တော့မင်းစီမြန်အားလုံးလည်းပဲတက္ကသိုလ်ရဲ့စနေတဲ့ဆိုရင်တော့ညာဒီတက္ကသိုလ်ကလေးကိုတော့ maintain ဆိုအနေနဲ့အူတုံးကစားကြည့်အသုံးပြုပြထိုင်ပါတယ်အဲ့တော့နည်းနည်းချင်းရဲ့ဒေတာ၏ခွဲမှလည်းပဲဒီလိုမျိုးစိုက်ပြီးလာပါမယ်အဲ့ဒါလေးနဲ့မင်းစီတို့အားလုံးနဲ့ဒီဗီဒီယိုလေးမှာလည်းပြောပြပေးတော့မှဖြစ်တဲ့တဲ့ကြောင့်ဒီဗီဒီယိုလေးကို speed အထိအပြည့်ချီပေါ့နော်ဆက်ပြီးတော့ကြည့်ပါစေချင်ပါတယ်ခင်ဗျာအဲ့တော့ညနေခင်းလေးနိုင်ခွက်တဲ့ပြောင်းပြန်ပေးခင်မှာကျွန်တော်တို့ရှင်များအားလုံးနဲ့ တို့ဒီကနေများထိုးခြင်းနဲ့ကော်မရှင်ရောင်းများဆက်တဲ့ကနေတို့အားပေးမယ်ဆိုတော့မိခင်များအားလုံးနဲ့ကျွန်တော်ရဲ့ Viber Telegram ဖုန်းနံပါတ်ဖြစ်တဲ့39 69 68 290ဆိုတဲ့ဒီ Viber Telegram ဖုန်းနံပါတ်မှာပဲဓာတ်ရောက်ဆက်တဲ့ကနေတို့အားပေးနိုင်မှာအားပေးလို့ရပါတယ်ခင်ဗျာအယောဇာအနေနဲ့ကတော့80ကျပ်အပြေးပါပါဒါပြင်ကျွန်တော်ဒီမှာလည်းကနေတို့အားပေးကြတဲ့မိခင်များအားလုံးကိုလည်းကျွန်တော်အနေနဲ့ အထူးအကျိုးခံစားပေးရပါမယ်သဘောမျိုးနဲ့လည်းထိုးသားပဲဖြစ်ဖြစ်ကော်မရှင်ရောင်းပြတဲ့မဆီကြီးပေါ့နော်အလုံးစုံလည်းပဲကော်မရှင်လေးတွေကိုမြေမြူထိုးခြင်းခွန်ဆောင်တဲ့ခွန်ဆောင်ချက်ကိုအထက်ကစတင်ရှိတာနဲ့အလဲစတင်ပြီးတော့ကော်မရှင်900ခန်းနဲ့စပြီးတော့အကျိုးခံစားကိုရရှိပါမယ်သောတော်နဲ့သောတော်ကြအထက်ထိုးကြည့်ရှိနေရောရှိရမရှိများကတော့ကော်မရှင်ကို600ခန်းလုံးရပါမယ်။ငါးတောင်းနဲ့ငါးတောင်းကြအထက်ထိုးကြည့်ရှိတဲ့ရောရှိတဲ့မရှိများကတော့ကော်မရှင်ကို900ခန်းလုံးဆိုပြီးတော့ဗျာမရှိတို့ထိုးကြည့်များများဒီအလျောက် တက်မှတ်ထားတဲ့နှုန်းစာလေးတွေရောင်းရိုက်ပြီးအလျောက်အမှုနဲ့အလုံးစုံ3500ပိုင်းထိခဲ့တဲ့ကော်မရှင်ရရှိမယ်အကျိုးပိုင်ဆိုင်ရဲ့ရရှိပိုင်နည်းတွေလည်းအမြင့်ဆုံးထိပေါ့နော်ရရှိပိုင်ဆိုင်နေမှာဖြစ်ပါတယ်ခင်ဗျာအဲတော့ဆက်တဲ့အားပေးကြမှာမရှိနေအားလုံးပဲကျွန်တော်ရဲ့ Viber နံပါတ်ကလေးကိုတခြားလေးမမရေးစေတဲ့ရိုက်မှုပြီးတော့ဆက်တဲ့အားပေးပါလို့ပဲပြောချင်ပါတယ်ခင်ဗျာအဲတော့ညနေခင်းရဲ့ဒေးနိုင်ခွက်ပေါ့နော်တက်ခွက်ကောင်းလေးကိုအဲဒေးနိုင်ခွက်အတွက်ဒေးအော့တက်ခွက် site လေးပေါ့နော်အဲဒါလေးလည်းကျွန်တော် ပြောပြပေးပါမယ်။အဲတော့ကျွန်တော်ကစားရမယ်ပေါ့နော်။နေ့နေ့ခင်းတော့ထိတ်စီလိုက်အနေနဲ့တော့ဘယ်လိုမျိုးပုံစံနဲ့ရရှိထားလဲဆိုလို့ရှိရင်ဒီမှာရှိနေတဲ့တကိုရှစ်ဒီတုံးလုံးပေါင်းခြင်းပါခင်ဗျာ။ဒီတုံးလုံးပေါင်းခြင်းဒီရှင်းစစ်ပါပါဒီတုံးရှင်းနှစ်ခတ်ဒီတင်းနဲ့ရှင်းတုံးတင်းပေါ့။ဒါဒီအပိတ်လိုက်ပါခင်ဗျာ။ဒါ sorry ပါဒါဒီအပိတ်လိုက်ရပါမယ်။အဲ့ဒီအပိတ်လိုက်ရတယ်လေးနိုင်ခွေအပိတ်တလုံးဒီဘာတလုံးဝင်ရလဲဆိုတော့ရှစ်တလုံးအပိတ်နိုင်စင်းနေတာဖြစ်တဲ့အတွက်ကြောင့် ဒီလိုပဲများဆိုရင်ရပိတ်လိုက်နေရတော့ရှစ်တလုံးဆင်းသွားတယ်ပေါ့နော်ပြီးရင်ထိပ်စီးတိုင်းမှာထိပ်စီးတိုင်းကကြတော့ဘာကနန်းလေးရမလဲဆိုလို့ရှိရင်ကိုကိုချဒီတော့လုံးပေါင်းစင်ပါခင်ဗျာဒီတော့လုံးပေါင်းတဲ့အခါမှာဒီလေးပါပါဒီကို၄နှစ်ခတ်ပြီးနှင်းနေလေးကိုနှင်းဆိုရင်ထိစီရနေပြီတော့လေဒီမှာဆိုရင်လေးထိစီဆင်းလာကြတာဖြစ်တဲ့အတွက်ကြောင့်ဒီလေးကိုနဲ့ထိစီရနေမှာလေးကြလုံးဝင်ခဲ့တယ်ဗျာ အဲ့တော့ဒီတိမမှာဆိုရင်ဒေးထိပ်စီရှင်းအောင်ပြင်မယ်ဆိုတော့၄ရက်ဆိုတဲ့ဒီဆိုင်ထဲကနေမှတကွက်အပွဲပေါ့နော်ပြီးရင်နောက်ထပ်ဒုတိယတပင်းလေးနဲ့အရင်ဆုံးထိပ်စီနိုင်နေရတော့၅တ၆ောင်းတဲ့ခါမှာနှစ်နှစ်ပါပါပြီးခွန်နှစ်နောက်ခက်ဒီလေးနဲ့နှစ်ခွန်လေးထိပ်စီရမယ်ပြီးရင်လုံးနဲ့ကစားရမယ်အပိတ်အမီနဲ့ရတော့၈၅တော့ောင်းတဲ့ခါမှာဆိုရင်၆၁၉ဆိုတဲ့အပိတ်ရမယ်ဗျာအဲ့တော့ နှစ်ခုံလေးထိတ်စည်းကဒီသူ့ရဲ့ထွက်လာတဲ့လေးနိုင်ခွဲထိတ်စည်းပါဆိုရင်လေးတလုံးထိတ်စည်းရဲ့ဆိုပြီးတော့ဝင်ခဲ့တယ်။နောက်ပိတ်လေးနည်းကတော့6တလုံးအပိတ်ဝင်ခဲ့တာဖြစ်တဲ့အကြောင်းကျွန်တော်ရထားတဲ့အပိတ်လမ်းကြီးလေးပဲ6တကိုအလုပ်ဖြစ်တဲ့အကြောင်း6တလုံးအပိတ်ဆင်းခဲ့တယ်နော်။အဲ့တော့လေးထိတ်စည်း6နောက်ပိတ်ရဲ့ဆိုပြီးတော့လေး6တကွက်အောင်းနေပါတယ်။အဲ့တော့ခုလိုမျိုးမှန်လာခဲ့တဲ့အပိတ်အကြီးအတွက်ပုံစံကနေပြီးတော့ပဲဒီတနေ့ကနေတော့နှာရှိခါးလေးကိုပြောပြပေးပါမယ်။9 3 2 3 4ဒီတော့လုံးပေါင်းပါမယ်။ ပေါင်းရခမှာဆိုရင်လေးလေးပါပါဒီကိုလေးနှစ်ခတ်ဒီနှစ်နဲ့လေးကိုနှစ်ဆိုရဲထိပ်စီပိုင်းနှင်းရရှိထားတဲ့နောက်ပိတ်ဒီ6နှစ်ကိုဆိုရဲဒီ၃လုံးကနေပြီးတော့လေခုံနှစ်၃ရဆိုရဲအပိတ်ရမယ်ဗျာအဲ့တော့လေးကိုနှစ်ထိပ်စီခုံနှစ်၃ရအပိတ်နဲ့ဟောခစားရမယ်အဲ့တော့လေးကိုလေးကိုလေးထိပ်စီခုနောက်ပိုင်းနဲ့လေးခုရတကွာလေးထိပ်စီနှစ်နောက်ပိုင်းနဲ့လေးမျိုးရဲ့၄၀ရင်းရှိပါမယ်။ပြီးရင်ကိုခု နဲ့60ရဲ့1ခုနဲ့နဲ့20ရဲ့ဆိုပြီးတော့ဒီမင်းပိုးခွက်ဒေကစားရမယ်တွတ်ဆိုင်နေရဖြစ်ပါတယ်နော်အဲ့တော့ဒီလိုမျိုးရရှိထားတယ်ဒါကတော့ unit ကြီးပါကျွန်တော်ရရှိထားတယ် main or ဒေပိုးခွက်ဆိုင်ကြီးပါအဲ့တော့ဒီတွတ်ဆိုင်ကြီးဒီညနေစီးတနင်္လာနေ့အတွက်ပေါ့နော်၄နာရီခွဲမှာဆင်းလာရမယ်ဝင်လာရမယ်ဆိုတော့တွက်ဆိုင်လေးပဲဖြစ်ပါတယ်အဲ့တော့မိတ်ဆွေများအားလုံးလည်းဒီတွက်ဆိုင်လေးထဲမှာ အားလုံးပဲအကြိုက်တူတယ်စိတ်နဲ့တည်းတယ်ဆိုတော့မချင်ရအားလုံးလည်းပဲဒီတော့ဆိုင်ပြီးနဲ့ထဲကစားပြီးတော့ပေါ့နော်ပောက်ကွက်ကလေးတွေရရှိအောင်အတော်ပြနိုင်ကြပါလေလို့ပဲဆုမပေါင်းတောင်းလိုက်ပါတယ်ဒီကနေ့ကျွန်တော်ရဲ့ပြင်ကွက်ကတော့ပိုးတုံညာဆိုတဲ့တက်ကွက်ပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့မချင်ရအားလုံးအနေနဲ့လည်းအကြိုက်တူတယ်စိတ်နဲ့တည်းပေါ့ဗျာကျွန်တော်ပြောနေကြတဲ့အတိုင်းပဲစမ်းညာစမ်းနေရအောင်လည်းအားလုံးဒီတော့ကစားအတော်ပြကြည့်လို့ရပါတယ်ခင်ဗျာမချင်ရအားလုံးတို့လည်းကျွန်တော်အနေနဲ့အကောင်းဆုံး စူးစမ်းပြီးတော့ website ပုံစံအသေးလေးကိုမျှဝေပေးတာဖြစ်တဲ့အတွက်ကြောင့်ဒီ website ပုံစံအသေးလေးမျိုးလည်းအလုံးစုံမျိုးစင်များကိုပောက်ကွက်ခွင့်ဖြစ်စေချင်ပါတယ်။ပောက်ကွက်ခွင့်ရရှိစေချင်ပါတယ်ခင်ဗျ။အဲတော့မျိုးစင်များအလုံးစုံပောက်ကွက်ခွင့်ရရှိအောင်ကစားနိုင်ကြပြီးတော့အလုံးစုံမျိုးစင်များအရင်အနေမှာလည်းအဆင်ပြေကောင်းကြပါစေလို့ဆုမကောင်းတောင်းပန်ပါတယ်ခင်ဗျာ။ကျွန်တော်တို့ကျင်းအားလုံးကိုကျွန်တော်ဒီဗီဒီယိုလေးကိုအစားဆုံးဆွေးနွေးပေးကြရတဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်။အဲတော့ကျွန်တော်ဒီကနေ့တော့ဆက်ရရှိရတယ်ကျွန်တော်ရဲ့ channel လေးတွေကနေမှာ အဲဘောမျိုးရဲ့ကဏ္ဍလေးကိုထိုးချင်လို့ပဲဖြစ်ဖြစ်အခြားသောမျိုးရှိလို့ကြိုက်နေတတ်တဲ့မြေတိကဏ္ဍကိုမဆိုပါခင်ဗျာစက်တဲ့ကဏ္ဍတို့အားပေးမယ်ကော်မရှင်ရောင်းများပြန်ပြီးတော့တင်မယ်ဆိုတဲ့မိစေမျိုးအားလုံးအားလုံးပါလို့လည်းကျွန်တော်ရဲ့ Viber Telegram ဖုန်းနံပါတ်ကိုမှတ်ခေါက်ဒေချာလေးပြန်ပြောပေးပါမယ် Viber Telegram ဖုန်းနံပါတ်ကတော့39698162 99ဖြစ်ပါတယ်ခင်ဗျာအဲ့တော့သိချင်းကြီးကတော့မနက်ခင်းမှဆိုရင်7:30နာရီပါ။ညနေခင်းမှဆိုရင်တော့3:55မိနစ်ဒီကဏ္ဍထိုးတင်ရရှိပါတယ်ခင်ဗျာ။ အဲ့တော့ဆက်တဲ့အားပေးကြမယ်ကျွန်တော်မျိုးစင်ရအားလုံးအားလုံးလေးပဲကျွန်တော်ရခုပြပြလိုက်တယ်ပိတ်ရှင်မျိုးမတိုင်းပြမှာမျိုးစီလိုထိုးချင်တယ်ကျွန်တော်ရဲ့ခဏလေးလေးကိုပဲဖြစ်ဖြစ်အခြားသောမျိုးစီလိုချင်တဲ့တဲ့မြေတီကနန်းကိုမဆိုပါခင်ဗျာနောက်ရောက်ဆက်တဲ့ခဏတော့အားပေးလို့ရပါပြီမျိုးစီများအားလုံးအားလုံးကိုလည်းပဲယုံကြည်မှုစိတ်ချမှုအပြည့်အဝထားပြီးတော့ဆက်တဲ့ခဏလေးကိုအားပေးလို့ရတဲ့နေရာတစ်ခုလာလို့လည်းကြည်ကြည်အမှန်ခံကြရပါတယ်ခင်ဗျာ အဲ့တော့မိတ်ဆွေများအားလုံးလည်းပဲငုံငုံစိတ်ချမှုမျိုးဝါထားပြီးတော့ညာရဆက်တဲ့ခဏလို့အားပေးပါလို့ပြောချင်ပါတယ်ခင်ဗျာအားလုံးကိုထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးရဲ့အခွင့်အရေးမှာစပြီးတော့အဆင်ပြေကံကောင်းကြပါစေအားလုံးတော့ကိုယ်ခင်ဗျာရှိကြပါစေခင်ဗျာ